တခါတော့ကကျွန်းတကျိုးပေါ်ကိုဖနက်ကမ်ပဏီတစ်ခုကနေပြီးတော့သူတို့ဈေးကွက်ချက်ထွင်မှုအတွက် marketing manager တယောက်ကိုလွှတ်လိုက်အဲအဲ့ manager အဲ့ကျွန်းပေါ်တက်သွားတဲ့ချိန်မှာအလွန်အအားသင့်ဝင်ဖြစ်ရတဲ့ခုတွေ့ပဝင်းမြင်ကွင်းကိုတွေ့တာဘာလို့တွေ့ရလဲဆိုတော့အဲ့ကျွန်းပေါ်မှာလူတယောက်မှဖနက်မရှိဘူးအကုန်လုံးခြေပလာတွေနဲ့ကြည့်ပဲအာတော့ manager အလန့်တကြပဲပြန်လာပြီးချက်ချင်းရုပ်ဝင်ပြန်ပြီးတော့ email ပို့ဒီကျွန်းမှာဖနက်ရောင်းလို့မရဘူးတဲ့တယောက်မှဖနက်မရှိဘူးတဲ့အကုန်ကြီးက တိတ်ပြီးတော့လက်မလျှော့ကျင်သေးဘူးနောက်ထပ် manager အစ်စ်လေးတယောက်ကိုလွှတ်လိုက် marketing manager သူကတော့လူငယ်လေးပေါ့အစ်စ်ကလေးတယောက်ကိုအဲ့ဒီကျုံးမော်သွားကန်လိုက်တယ်သူလည်းပဲကျုံးမော်ကိုတက်လိုက်တဲ့ချိန်မှာခုနကသူ့ရှေ့က manager လိုပဲလူတွေတယောက်မှဖက်နဲ့မစီတာဘူးခြေပလာတွေနဲ့ပဲလူတွေတွေ့ဒါပေမဲ့သူကတော့အဲ့တော့သူကသူပျော်သွားတယ်အဲ့ချက်ချင်းမဲ့ company ကို email လမ်းပို့ဘာပို့လဲဆိုတော့ငကောမာရတဲ့ဖက်နဲ့တွေပို့ပြီးပို့လိုက်ပါတယ်ဒီကျုံးမော်လူတိုင်းဖက်နဲ့လိုနေတယ်လေကျွန်တော်တို့အတွက်ဈေးကွက်အကြီးကြီးတွေ့ထားပြီတဲ့အဲ့တော့ကျွန်တော်တို့က ဖြစ်လာတဲ့အခြေအနေတွေကကျွန်တော်တို့ဘဝရဲ့ရလက်တွေကိုဖန်တီးပေးတာမဟုတ်အဲ့ဒီအခြေအနေပေါ်မှာကျွန်တော်တို့ရဲ့တုံ့ပြန်မှုအဲ့တော့ကျွန်တော်တို့ကလောကမှာဖြစ်ရတည်ရှိတယ် event တွေရှိတယ်အဲ့ဒီ event ဖြစ်ရတည်ကကျွန်တော်တို့ရဲ့ reset ဘဝရဲ့ရလက်တွေကိုဖြစ်เสียရမို့အဲ့ဒီကြားထဲမှာတခုရှိဒီ event တွေကကျွန်တော်တို့ရဲ့ reset ရလက်ကိုဖြစ်เสียရမို့အဲ့ဒီ event တွေအပေါ်မှာ response ကျွန်တော်တို့ရဲ့တုံ့ပြန်မှုကရလက်တွေကိုဖြစ်စေဖြစ်ရတွေကကျွန်တော်တို့ဘဝရဲ့ရလက်တွေကိုဖြစ်စေတာမဟုတ်ဘူးဖြစ်ရတွေပေါ်မှာကျွန်တော်တို့ရဲ့တုံ့ပြန်မှု response အဲ့ဒါကသာကျွန်တော်တို့ရဲ့ရလက်တွေကိုဖြစ်စေတာဖြစ်တယ်အဲ့ဒီအချက်ကိုလူကြီးမျိုးဘယ်တော့မှဘယ်တော့မှဘယ်တော့မှမမေ့ပါနဲ့အဲ့ဒီအချက်ဒီအလွန်အရေးကြီး ကျွန်တော်တို့ကလူတွေဖြစ်တယ်တရိစံနေမဟုတ်ဘူးအရာဝတ္ထုတွေမဟုတ်ဘူးတရိစံနေအရာဝတ္ထုတွေဘဝမှာသူတို့ဖြစ်လာတာတည်းပို့ပြီးတော့ဖြစ်ချင်လို့မရအဲသူကဖုန်းသူကဖုန်းမဖြစ်ချင်ဘူးသူကဘာဖြစ်ချင်လဲဆိုတော့သူကကဘာလုံးဖြစ်ချင်တယ်အဲ့တော့ဖုန်းကနေကဘာလုံးဖြစ်လို့မရသူကဖုန်းဖြစ်နေပြီဖုန်းကနေကဘာလုံးဖြစ်လို့မရသူကကြွက်ตัวจ้วมไม่ผิดจริงวัดผิดจริงจ้วกก็นี่วัดผิดอย่างลงไม่อ่ะเราก็หลูเปีย လူဆိုတာမွေးတော့ဆင်းရဲစွာမွေးလာတဲ့ဘီလီယံနာအနေနဲ့လည်းသိသွားလို့ရတယ်လူဆိုတာမွေးတော့ဆင်းရဲစွာမွေးလာတဲ့တရားမှမသိဘဲမွေးလာတဲ့ကဘာကျော်ပုဂ္ဂိုလ်တယောက်အနေနဲ့လည်းသိသွားလို့ရနိုင်ငံကျော်ပုဂ္ဂိုလ်တယောက်အနေနဲ့လည်းသိသွားလို့ရအဲ့တော့ကျွန်တော်တို့ကအရေးကြီးဆုံးအချက်ကဖြစ်ရတဲ့ကကျွန်တော်တို့ဘဝရဲ့ရလက်တွေကိုဖြစ်စေတာမဟုတ်ဘူးဖြစ်ရတဲ့အပေါ်မှာကျွန်တော်တို့ရဲ့တုံ့ပြန်မှုက ကျွန်တော်ဘဝရဲ့ရလဒ်တွေကိုဖြစ်စေတာဖြစ်တယ်အခုပဲကိုယ့်ရဲ့တုံ့ပြန်မှုကိုပြောင်းမှာတုံ့ပြန်မှုပြောင်းလိုက်ရင်ဘဝရဲ့ရလဒ်တွေပြောင်းလဲလာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ကျွန်တော်သင်တန်းကျောင်းလေးပြီးရင်ပြောမယ်ပေါ့မန္တလေးကကျွန်တော်တို့ပြန်ရောက်တာတနေ့ကပြန်ရောက်တာပေါ့နော်ကျွန်တော်တို့မန္တလေး၄ရက်ခီးစဉ်ပေါ့မန္တလေး၄ရက်ခီးစဉ်မှာကျွန်တော်တို့ public seminar နှစ်ပွဲပြောခဲ့တယ်နော်ကျွန်တော်တို့ training ဆိုရင်တော့ကျွန်တော်တို့ကအာကျွန်တော်တို့ပထမအဦးဆုံးကတော့ကျွန်တော်တို့မိတ်ဆွေပေါ့เนาะဒေါက်တာဟန်တို့ရဲ့ဒေါက်တာဟန်တို့ရဲ့သွားဆေးခန်းเนาะ Ryan Mingala Ryan Mingala Ryan Mingala clinic မှာကျွန်တော်တို့เนาะကျွန်တော် training လုပ်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့ Hot Bay the Red Corner ပေါ့ Hot Bay the Red Corner နဲ့ Delhi Corner restaurant ပေါ့เนาะဒါကတော့ကျွန်တော် Hot Bay the Red Corner မှာလဲတဲတယ်အဲ့ဒီအတွက်လဲဝင်စားမှုကောင်းမှုစွာဆောင်ရွက်ကြတဲ့ hotel by the red car နဲ့ neutral view ကဆိုအခက်ကြတဲ့ဒါ hotel ကကျွန်တော်ဒီညီကောင်မောင်နှမတွေအားလုံးကိုကျေးဇူးတင်တယ်เนาะပြီးတော့ delhi corner ကလည်း dinner နဲ့အခက်နဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခုကျွန်တော် training ကဘာမှလုပ်သေးလဲဆိုတော့ကျွန်တော်တို့ဟိုဒီနောက်တစ်ခုကတော့ကျွန်တော်တို့ဒီထက်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 ကတော့ကျွန်တော်တို့ထက်ထက်တရုတ်စာသင်တန်းကျောင်းထက်ထက်တရုတ်စာသင်တန်းကျောင်းမှာကျွန်တော် training တစ်ခုလုပ်တယ်เนาะကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအဲကိုမျိုးဝင်း နော်ကွန်မြူမင်းတို့ရဲ့ဒီကားရှိုအဲကားရှိုရောမဟုတ်ကွန်မြူမင်းရဲ့မော်တော်ဆိုင်ကယ်နော်ဆိုင်ကယ်ရှိုရောဆိုင်ကယ်တော်စီးခဲ့တယ်နော်အဲ့တော့ကွန်မြူမင်းတို့ဆိုင်ကယ်ရှိုရောမှာကျွန်တော်ထရိနင်းတခုလုပ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကွန်မြူမင်းဆိုင်ကယ်ရှိုရောပြင်ကျွန်တော်တို့ဒီကျွန်တော်မိတ်ဆွေပေါ့လေနော်ကျွန်တော်တို့ဒီဆိုယန်ဆိုယန်မှာလည်းကျွန်တော်ထရိနင်းလုပ်ခဲ့တယ်ဒါဆိုပြီးသွားပြီထင်တယ်နော်ညီနံပါတ်ကြီးကျန်ခဲ့မှာဆိုလို့နော်နည်းနည်းဟုတ်တယ်နော်ဆိုယန်ဆိုပြီးသွားပြီဆိုရမ်းမှာလဲကျွန်တော်တို့က training လုပ်ခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရောက်တော့မှ၄ရက်အတွင်းမှာကျွန်တော်တို့က public seminar နှစ်ခုလုပ်တယ်ဟောပြောပွဲပေါ့နော် together for mentally နောက်တစ်ခါကျွန်တော် training က၄ခုကျွန်တော်တို့ corporate training ၄ခုလုပ်ခဲ့တယ်အဲ့အတွက်လည်းဒါတခြားတခြားလုံးမှာမနေ့ကမှရှိစဉ်မှာအဲဝေပြူငါဆိုအခန့်ကြရတယ်เนาะဆရာမမိုင်တို့လည်းကျေးဇူးတင်ပါတယ်เนาะကျွန်တော် dinner နဲ့အခန့်နဲ့ဆရာဟန်လည်းကျေးဇူးတင်ပါတယ်နောက်တစ်ခါကျွန်တော်တောက်လျှောက်မှာဒါတက်ခိုးဖို့เนาะနောက်တစ်ခါအားလုံးအဆင်ပြေအောင်ဆောင်ရွက်ကြပေးဆောင်ရွက်ပေးကြတယ်ကျွန်တော်တို့ဒီ hot တစ်ပိုင်းတော့ red corner ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ daily corner ပြီးတော့ကျွန်တော်တို့ခီးစဉ်တခြားလုံးလည်းအဆင်ပြေအောင်ဆောင်ရွက်ပေးတဲ့ဒါကျွန်တော်တို့ MAI နဲ့ Mingala Airlines တို့လည်းအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ဝန်ဆောင်မှုကောင်းမွန်စွာဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဒါလေးကိုပြောကြလိုပါတယ်အခုတော့ဒါရန်ကုန်ပြန်ရောက်ခြင်းမှာကျွန်တော်မိတ်ဆွေတွေအတွက်မျှဝေမှုဆောင်ရွက်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီ တင်တန်းတက်ချင်တဲ့သူတွေအတွက်ကတော့ကျွန်တော်ကတက်လာကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခုလာမယ်12လပိုင်းမှာဖွင့်မယ်တင်တန်းကအခုဖွင့်နေတဲ့တင်တန်းတက်လို့မရတော့ဘူးเนาะပြည်ုံနေမကောက်ဘူးရှန်သွားပြီပဲ online ရောအပြင်အပြင်ကတော့ပြီးသွားပြီပေါ့တက်လို့မရတော့အဲ့တော့ဟိုတင်တန်းအစ်စ်ကတော့အခု12လပိုင်းမှာကျွန်တော်တင်တန်းအစ်စ်ဆက်ဆက်ဖြစ်တဲ့ batch 2ပဲရှိသေးတယ်အောင်မြင်မှုပညာတင်တန်းဖွင့်မှာဖြစ်တယ် success in life တင်တန်းဖြစ်တယ် တော့အောင်မြင်မှုပညာကိုစိတ်ဝင်စားတယ်မြည်သူမဆိုတက်နိုင်တယ်သူက online သင်တန်းကတော့ကျွန်တော်တို့ကဆန္ဒလာပိုင်းနှစ်ရက်နေအင်္ဂါနေ့စမှာဖြစ်တယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်အဲတော့တလားတက်မယ် online ကနေနေ့စဉ် recorded video တွေတင်ပေးမယ် apps in live lecture zoom ကနေကျွန်တော်တို့က တနင်္လာနေ့ည8:00နာရီတိုင်းကျွန်တော်နဲ့တူးချင်းတွေ့ပြီးတော့မြန်နေချင်းဆိုင်မေးခွန်းတွေမေးလို့ရတယ်။ဒါကြောင့်တင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ်။တင်တန်းကလာတလပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးပါမယ်။အပြင်လူတွေတင်တန်းကတော့ကျွန်တော်တို့ကသူက12လပိုင်းသူကဘယ်ရောက်သွားမလဲဆိုတော့6ရက်နေ့နဲ့9ရက်နေ့စင်တီတူရီနေ့ရက်မှာရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့ annual တင်တန်းကြောင်းမှာကျွန်တော်နဲ့နေ့ရက်အချိန်ပြည့် unit chicken ဆိုတာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်။အဲ့တော့ ဒီတဏ္ဍန်ဒီကျွန်တော်အောင်မြင်မှုပညာဆိုတာကဒီကျွန်တော်ဘဝတစ်လျှောက်လုံးကျွန်တော်လေ့လာခဲ့တဲ့ပညာဖြစ်တယ်เนาะကျွန်တော်စာအုပ်ပေါင်းများစွာကျွန်တော်ရေးသားခဲ့တယ်ဟောပြောမှုပေါင်းများစွာကျွန်တော်ပြုလုပ်ခဲ့တယ်ဒါတော့ဒီအကြောင်းအရာတွေကိုအစင်းနဲ့ထုတ်ပြီးတော့ကိုယ့်ဘဝအောင်မြင်မှုအတွက်မဟာဗျူဟာနီးဗျူဟာတွေကိုဒီတဏ္ဍန်မှာလေ့လာကြမှာဖြစ်တယ်ဒါကြောင့်လာမယ်နှစ်သစ်မှာ2026နှစ်သစ်မှာကိုယ့်အောင်မြင်မှုအတွက်ဘယ်လိုပြင်ဆင်ကြမလဲဆိုတာကိုအောင်မြင်မှုပညာသင်တန်းမှာလေ့လာသင်ယူပြီးတော့နှစ်သစ်အတွက်အကောင်းဆုံးပြင်ဆင်လိုက်ကြပါစို့ We must work together. We must build our nation.